အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကြိုဆိုပါရစေ။ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့ကွန်ပျူစီအသစ်ထည့်တဲ့အကြောင်းလေးကိုပြပြပေးမှာပဲဖြစ်ပါတယ်။ဒီတော့ကွန်ပျူစီဆိုတဲ့ကဏ္ဍတွေမှာကွန်ပျူစီစရင်တွေကိုတွားရပါမယ်။ညီမတို့ကကွန်ပျူစီကိုအသစ်ထည့်ခြင်းမှာကအောက်မှာပါတဲ့တက်တီတွေကမှကွန်ပျူစီအသစ်ထည့်ရန်ဆိုတာလေးကိုရွေးချယ်ပေးရပါမယ်။ပြီးရင်တော့အမျိုးမည်ဆိုတဲ့နေရာမှာပေါင်းချမှာကိုပေါ်စေခြင်းနဲ့အမျိုးစားရဲ့အနံမဲ့လေးကိုရေးပြရမှာပဲဖြစ်ပါတယ်။ဒီတော့ညီမကပေါင်းချမှာပေါ်စေခြင်းနဲ့အမျိုး ဆနာမယ်လေးကိုရေးလိုက်ပါမယ်ဖြစ်ရှိဘလူးလေးကိုမှညီမကရေးလိုက်ပြီဒါဆိုရင်တော့ဘာကုတ်ပါဘာကုတ်ကကိုကြိုက်နှစ်သက်ရနံပါတ်တီနဲ့သတ်မှတ်ပြီးလို့ရပါတယ်အနည်းဆုံး၁၁လုံးကနေစပြီးတော့ညီမတို့ကဘာကုတ်နံပါတ်တီသတ်မှတ်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ညီမတို့ကဒီပစ္စည်းလေးရဲ့အထုပ်မှာပါတဲ့ဘာကုတ်လေးကိုစကန်ဖတ်လို့ရပါတယ်ညီမကစကန်ဖတ်ပြီးတော့ထည့်လိုက်ပါမယ်ရှင် ဒီလိုမျိုးစကန်ဖတ်လိုက်တဲ့အခါမှာဆိုရင်တော့ညီမတို့ရဲ့ဘာကုတ်နံပါတ်၄ကကုတ်နံပါတ်မှာပါရောက်သွားပါပြီ။ဒီကုတ်နံပါတ်ဆိုတဲ့နေရာမှာဘာကုတ်နံပါတ်ကိုမသုံးချင်ဘူးဆိုရင်တော့အစ်စ်ပြောင်းပြီးတော့သတ်မှတ်ပေးလို့ရတယ်။ဒါပေမဲ့ညီမကတော့ဒီကုတ်နံပါတ်၂ခုကိုအတူတူပဲထားလိုက်ပါမယ်။ပြီးရင်တော့ဝယ်ရင်စင်းနှုံးပါဝယ်ရင်စင်းနှုံးကိုတခါတည်းထည့်ခဲ့ဖို့ညီမကအကြံပေးကြပါတယ်ရှင်။ဒါမှကငွေကြီးတွေကိုအရှုံးမြတ်တတ်တဲ့အခါမှာပို့ပြီးတော့မှန်မှန်ကန်ကန်ဖြစ်လာမှာပါ။ညီမတို့ကအရှုံးမြတ်တွက်ရင် ကိုယ့်ရဲ့ဝယ်ရင်းစင်းလုံးကိုပါထည့်ပြီးတော့ရောင်းစင်းနဲ့အဲ့လိုမျိုးခြားနာပြီးတော့တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ဝယ်ရင်းစင်းမထည့်ခဲ့ရင်တော့ညီမတို့ရဲ့ပစ္စည်းကအမျက်ကြီးပဲဖြစ်နေမှာပါဒါကြောင့်မလို့ဒီနေရာမှာတခါတည်းဝယ်ရင်းစင်းထည့်ခဲ့ဖို့ညီမကအကြံပေးချင်ပါတယ်ဒီတော့ညီမကဒီကွန်ပစ္စည်းလေးရဲ့ဝယ်ရင်းစင်းလုံးကိုညီမထည့်လိုက်ပါမယ် ဝယင်းစင်းတုံးကို400လုံးမှာထည့်တယ်လက်လီရောင်စီကိုညွားက600နဲ့ရောင်းမယ်လက်ကားစီကိုတော့900နဲ့ရောင်းမယ်ဆိုပြီးတော့ညွားကအစင်းတုံးတတ်မှတ်လိုက်ပါတယ်ပြီးရင်တော့အောက်မှာပါတဲ့လက်ကားစီပေးမဲ့အရေအတွက်ပါဒီလက်ကားစီပေးမဲ့အရေအတွက်ဆိုတာကညီမတို့ကဥပမာအရေအတွက်တန်ဖိုးလေးတစ်ခုတတ်မှတ်လိုက်တယ်ပေါ့ဒါကိုညီမကစင်တုံးဝယ်မှလက်ကားစီပေးမယ်လို့တတ်မှတ်လိုက်ရင်ညီမတို့ကအယောင်ပေါင်ချခွင့်တဲ့အခါမှာဒီပစ္စည်းလေးကို customer ကလာဝယ်လို့စင်တုံးနဲ့အထက်ဆိုရင်ညီမတို့ရဲ့ပေါင်ချမှာအလိုလိုနေရင်လက်ကားစီတုံးကိုပြောင်းပေးသွားမှာပဲဖြစ်ပါတယ် ီလိုမျိုးအနေနဲ့သတ်မှတ်ပေးရတာပါနောက်တစ်ခုကတော့ကုံအုပ်စုပါဒီကုံအုပ်စုဆိုတဲ့နေရာမှာငကိုရှိပြီးသားကတ္တီဂိုရီကိုပဲညီမတို့ကအုံးမဲ့ဆိုရင်တော့ဒီဘေးကအများလေးကိုနှိပ်ပြီးတော့ရွေးချယ်နိုင်ပါတယ်အလိုမှမဟုတ်ဘူးကိုကအတစ်ပေးခြင်းနဲ့ဆိုရင်တော့ဘေးနာကအပေါင်းလေးကိုနှိပ်ပြီးတော့ညီမတို့ကအမီဆိုတဲ့နေရာမှာကိုပေးခြင်းနဲ့နာမည်လေးကိုရေးပြီးတော့မှထည့်မီကိုရွေးချယ်နိုင်ပါတယ်ရှင်ညီမကတော့ရှိပြီးသားနာမည်လေးကိုသုံးပါမလို့ဒီနာကအများလေးကိုနှိပ်ပြီးတော့မှစနတ်ဆိုပြီးတော့ညီမရွေးလိုက်ပါမယ် ြီးရင်တော့အရေးအတွက်ပါဒီအရေးအတွက်ဆိုတာကပစ္စည်းလေးကိုမှကိုယ်ဆိုင်မှာအခုလက်ရှိရှိနေတဲ့အရေးအတွက်တမိုးကိုထည့်ပေးရမှာပါဒါကြောင့်မလို့ညီမကအရေးအတွက်ကိုတရားလို့ထည့်လိုက်ပါမယ်ပြီးရင်တော့ unit ပါသူ့ဘေးကဒီ unit မှာဆိုလို့ရှိရင်ညီမတို့က ဒီ PCS ဆိုပြီးတော့ရှိရဲ့ဒါအောင်မကိုကဒီလိုမျိုး PCS ကိုမတုံးခြင်းဘူးအစ်သတ်မှတ်ခြင်းနဲ့အထုပ်ဆိုပြီးတော့သတ်မှတ်ခြင်းလည်းဒီအပေါင်းလေးကိုနှိပ်ပြီးတော့မှထုပ်ဆိုပြီးတော့ညီမတို့ကအထက်မြေဆိုပြီးတော့ရေးလိုက်လို့ရပါတယ်ဒါဆိုရင်တော့ unit က PCS နဲ့မဟုတ်ဘဲနဲ့တစ်ထုပ်နှစ်ထုပ်ဆိုပြီးတော့ရေးတွက်သွားမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးညီမတို့က PCS ဆွဲထားမယ်ဆိုရင်တော့ဒီတိုင်းထားလို့ရတယ်။တကယ်လို့ကိုပေးခြင်းတဲ့ unit လေးတွေကရေးထားတာတတ်မှတ်ထားတာရှိရင်တော့ဒီညလေးမှာနှိပ်ပြီးတော့ညီမတို့ကတတ်မှတ်ပြီးလို့ရပါတယ်ရှင်။ ဒါဆိုရင်နောက်ထပ်တစ်ခုအနည်းငယ်ကတော့အ ਨੇ ဆုံးလက်ကျန်အရေးအတွက်ပါဒီအ ਨੇ ဆုံးလက်ကျန်အရေးအတွက်ဆိုတာကဘလိုနေရာတွေမှာသုံးလဲဆိုတော့ညီမတို့ကဒီနေရာမှာအ ਨੇ ဆုံးလက်ကျန်အရေးအတွက်ကို30လို့ထည့်ထားတယ်ဒီ30လို့ထည့်ထားရင်ကွန်ပစ္စည်းလေးကရောင်းနေရင်လည်း30နဲ့သူ့ရဲ့အောက်ကိုရောက်သွားမယ်ဆိုရင်တော့ဒီကွန်ပစ္စည်းမှယူရန်စရင်ဆိုတာလေးမှာသွားပြီးတော့ပြပေးနေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အ ਨੇ ဆုံးလက်ချံအရေးအတွက်ဆိုတာကိုထည့်ထားရင်တော့ဒီနေရာလေးမှာစရင်ကိုဘလောက်ညှော့နေပြီဆိုတာကိုသွားပြီးကြည့်လို့ရပါတယ်ရှင်။နောက်တစ်ခုအနေနဲ့ကတော့မှတ်ချက်ပေးရပါ ဥပမာအနေနဲ့ညီမတို့ကဘယ်လိုမျိုးမှသုံးလဲဆိုရင်ဒီကုန်ပစ္စည်းလေးကိုကစားမကလာဝယ်ရဲဒီပစ္စည်းမရှိရင်ဒီပစ္စည်းနေရာမှာအစားထိုးပြီးတခြားပစ္စည်းကိုပေးမယ်ဆိုတာမျိုးညီမတို့ကမှတ်ချက်ရေးလို့ရပါတယ်ဥပမာအနေနဲ့ Bishop Blue ကိုလာဝယ်ပေးမယ် Bishop Blue ကုန်ရဲ့ခါ Bishop ကိုမှအပြာရောင်ဖုတ်ဖယ်နဲ့အစိမ်းရောင်ထုတ်လေးဒါမှမဟုတ်ရင်အနီရောင်ထုတ်လေးစတာနဲ့ပေးလို့ရတယ်ဆိုပြီးညီမတို့ကဒီနေရာမှာမှတ်ချက်လေးရေးပေးလို့ရပါတယ်ရှင်ပြီးရင်တော့အသိမ်းပြီဆိုတာလေးကိုရွေးလို့ရပါတယ် ဒါဆိုရင်ညီမတို့ကကွန်ပျူစီစရင်ထဲမှာသွားပြီးတော့ကြည့်မယ်ဆိုရင်ညီမတို့ရဲ့ snap ထဲမှာထည့်ထားတဲ့ pitchy blue လေးကိုတွေ့ရမှာပါဒီတော့ညီမကနောက်ထပ်ပစ္စည်းလေးတစ်မျိုးအစ်စ်ထည့်ပြပေးပါမယ်ဒီတော့ဒီတစ်ခါလဲ bishop blue ကိုထည့်ရဲဒါပေမဲ့ဘယ်လိုထုတ်လဲဆိုရင်ညီမက parking ထုတ်ကိုထည့်ပါမယ်။ ။ဒါကြောင့်မလို့ PKG ဆိုပြီးတော့ကျွန်မကခွဲရေးလိုက်ပါတယ်။ပြီးရင်ဘာကုတ်ကူလေးပဲစကန်နာလေးနဲ့စကန်ထားလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ကုန်နံပါတ်ကိုလည်းဘာကုန်နံပါတ်ပဲတုံးပါမယ်။ပြီးရင်တော့ဝယ်ရင်းစင်းနှုန်းပါဝယ်ရင်းစင်းနှုန်းကိုညီမက3500လို့သတ်မှတ်လိုက်ပါမယ်။ဒါကြောင့်မလို့ညီမက3500ဆိုပြီးတော့ရေးလိုက်ပါမယ်။ဒါဆိုရင်လက်လီရောင်စည်းကိုညီမက9000နဲ့ရောင်းပါမယ်။ ။တလီရောင်စီကို9000နဲ့ရောင်ပြီးတော့လက်ကားစီကိုညီမက4000နဲ့ရောင်မယ်ဆိုပြီးတော့ဈေးနှုန်းလေးသတ်မှတ်လိုက်ပါမယ်။ပြီးရင်တော့လက်ကားစီပေးမဲ့အရေအတွက်ကိုတော့ညီမက3ခုဝယ်လို့ရှိရင်3ပါကင်ဝယ်တာနဲ့လက်ကားစီပေးမယ်ဆိုပြီးတော့အရေအတွက်တန်ဖိုးလေးတစ်ခုထည့်လိုက်ပါမယ်။ပြီးရင်ကောင်းအောင်စုကတော့ဒီ snap ပဲထားပါမယ်ရှင်နောက်တစ်ခုကတော့အရေးအတွက်ပါညီမကအရေးအတွက်ကိုလက်ရှိ30ရှိရဲ့လို့ညီမထည့်လိုက်ပါမယ်ဒါဆိုရင်စိုင်းမှာအရေးအတွက်က10ခုရှိရဲ့ ီးရင်တော့သူ့ဘေးက unit ဆိုတဲ့နေရာမှာညီမတို့ကအခုက parking ဘူးပါအထုပ်လေးအသေးလေးတွေမဟုတ်ပါဘူးဒါကြောင့်ညီမကအထုပ်ကိုအစ်စ်ထဲပါမယ်ဒါကြောင့် unit ကို PKG ဆိုပြီးတော့ညီမကအထက်မီလေးကိုရွှေ့လို့ရပါတယ်ရှင်ကိုမရှိပြီးသားနာမည်ဆိုရင်ဒီလိုမျိုးအသစ်ထည့်လို့မရပါဘူးအဲ့လိုမျိုးခါရင်မှညီမတို့ကဘယ်လိုမျိုးအသုံးပြုအောင်လဲဆိုတော့ဒီဘေးနာကပါတဲ့ညားလေးကိုနှိပ်ပြီးတော့မှညီမတို့က unit တံခိုးလေးရွေးချယ်ပေးရမှာပါဒီတော့ PKG ဆိုတာလေးကိုညီမကထည့်ပါမယ် ြီးရင်တော့အ ਨੇ ဆုံးလက်ချံအရေးအတွက်ပါဒီအ ਨੇ ဆုံးလက်ချံအရေးအတွက်ဆိုတဲ့နေရာမှာညီမတို့ကကိုကအ ਨੇ ဆုံးလက်ချံပမာဏဖော်စီခြင်းတဲ့အခါဒီမှာတတ်မှတ်ပြီးရတာပါညီမကဒီမုတ်မျိုးစားလေးကိုတော့9ဘူးရှိရင်အ ਨੇ ဆုံးလက်ချံအရေးအတွက်ဆိုပြီးညီမတတ်မှတ်လိုက်ပါမယ်ပြီးရင်တော့ညီမအသိဉာဏ်လေးကိုရွေးလိုက်ပါမယ်ရှင် ဒါဆိုရင်ညီမတို့ကဒီကုန်ပစ္စည်းစရင်ထဲမှာကြည့်မယ်ဆိုရင်စနက်ဆိုတဲ့ကက်တဂိုရီလေးနဲ့မဟုတ်မျိုးစားလေးနှစ်ခုကိုတွေ့ရမှာပါ Vichy Blue ကိုအထုပ်သေးနဲ့ Packing ထုံးနဲ့ဆိုပြီးညီမတို့တွေ့ရမယ်ညီမတို့ဆိုင်မှာအခုလက်ရှိလက်ရှိရှိနေတဲ့အရေအတွက်ကအထုပ်သေးကအထုပ်တရာရှိရယ်ပြီးတော့အထုပ် Packing ပေါ့နော် Packing ထုပ်ကတော့၁၀ဘူးရှိပါတယ်ဒီတော့ညီမကဒီမှာလက်ချံအရေအတွက် အ ਨੇ ဆုံးပမာဏနဲ့ပတ်သက်ပြီးတော့မှမာယူရန်စရင်ဆိုတဲ့ကဏ္ဍအကြောင်းလေးကိုပြပြပေးပါအောင်မယ်။ဒါကြောင့်မလို့ကွန်ပစ္စည်းစရင်ထဲရမှာကွန်ပစ္စည်းကဏ္ဍဆိုတဲ့ထဲရမှာညီမတို့ကကွန်ပစ္စည်းမာယူရန်စရင်ကိုသွားပြရပါမယ်။ဒီမှာကြည့်လိုက်ရင်ညီမတို့ကမာယူရန်စရင်ထဲမှာပစ္စည်းရေအတွက်မပေါ်ပါဘူး။ဘာကြောင့်လဲဆိုတော့ညီမတို့ဒီမှာဆိုရင်သတ်မှတ်ထားတဲ့အ ਨੇ ဆုံးလက်ကျန်အရေအတွက်ပမာဏထက်နည်းနေတဲ့ပစ္စည်းမရှိတဲ့အတွက်ကြောင့်ပါ။ဒါဆိုရင်ညီမကဥပမာအနေနဲ့ပစ္စည်းလေးတစ်မျိုးကိုပြပေးပါမယ်။ဒါကြောင့်မလို့ညီမအယောင်ပေါက်ချာလေးတစ်ခုဖွင့်ပြမယ်။ ဒီ bishi blue လေးကိုမှ parking ထုတ်လေးကိုညီမကအရေးအတွက်နေရာမှာ၅ထုတ်ရောင်းပြလိုက်ပါမယ်။ဒီတော့ညီမက၅ထုတ်ရောင်းမယ်။ဒါဆိုရင်ဒီမှာဈေးနှုန်းလေးကလည်းပြောင်းသွားပါတယ်။ဘာကြောင့်လဲဆိုတော့ခုနကညီမတို့ကဒီမြန်မာလေးကနေကြည့်ရင်လက်လီဈေးနှုန်းလက်ကားဈေးနှုန်းတတ်မှတ်ထားတယ်။ဒါကမှဒီ parking ဘူးကို3ဘူးဝယ်ရင်ညီမတို့ကလက်ကားဈေးနှုန်းပြည့်မှတ်ဆိုပြီးတတ်မှတ်ခဲ့တဲ့အတွက်ကြောင့်မလို့အလိုလိုလက်ကားဈေးနှုန်းကိုပြောင်းသွားတာပါ။ ဒီတော့ညီမတို့ကဒီပေါင်ထားလေးကိုကြောင်းချလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ညီမတို့ရဲ့အယောင်ပေါင်ထားလေးကပြီးသွားပါပြီ။ခုလိုမျိုးအယောင်ပေါင်ထားလေးကရောင်းလိုက်တဲ့အတွက်ကြောင့်မလို့ညီမတို့က store လေးတစ်ချက်စစ်ပြပါမယ်။ဒါဆိုရင်ညီမတို့ရောင်းလိုက်တဲ့ဒီ snack ဆိုတဲ့မုန်းလေးပေါ့နော်။ဒီ packing လေးကဆိုလို့ရှိရင်အခု၁၀လုံးရှိတာကို၅ဘူးရောင်းလိုက်တဲ့အတွက်ကြောင့်မလို့၅ဘူးပဲကျန်ပါတယ်။ဒီတော့ညီမတို့ကအနည်းဆုံးလက်ချံအရေအတွက်က9ဆိုပြီးတော့သတ်မှတ်ထားတယ်။ ဒါဆိုရင်ပစ္စည်းမှီရန်စရင်ထဲမှာဘယ်လိုမျိုးပုံမလဲဆိုတာကိုတို့တို့တွေ့ကြည့်ကြရအောင်ဒီတော့ကွန်ပျူစီစရင်ကွန်ပျူစီကန်တာတွေကမှကွန်ပျူစီမှီရန်စရင်ထဲကိုတို့တို့ကတွေ့ရပါမယ် ဒီထဲမှာကြီးလိုက်တဲ့ဆိုရင်တော့ညီမတို့ရဲ့ Fishy Blue ဆိုတဲ့ packing ထုတ်လေးကိုညီမတို့ကလက်ကြံက၅ခုဖြစ်နေပြီ။အနည်းဆုံးလက်ကြံရေးတော့က9ခုလို့ညီမတို့ထည့်ထားတယ်။ဒါကြောင့်မလို့ဒီနေရာလေးမှာပေါ်ပြီးတော့ပြနေရပါ။ဒါကြောင့်ညီမတို့ကကုန်ပစ္စည်းတွေကိုဘယ်ပစ္စည်းကတော့နည်းနေလို့မှန်ရမလဲဆိုတာမျိုးသိကြရင်တော့ကုန်ပစ္စည်းမှိုင်ရန်စည်ရင်ဆိုတဲ့ကဏ္ဍထဲမှာလာကြည့်လို့ရပါတယ်။ဒါကဆိုလို့ရှိရင်ညီမတို့ကကုန်ပစ္စည်းစည်ရင်ထည့်ခဲ့တဲ့အောင်ကအနည်းဆုံးလက်ကြံအရေးအတွက်ပမာဏတန်ဖိုးတွေထည့်ခဲ့တာတွေမလို့ပါ။အဲ့လိုမျိုးထည့်ခဲ့တဲ့အရေးအတွက်ကို ထည့်ခဲ့တဲ့တန်ဖိုးပမာဏထက်နည်းနေတဲ့လက်ကျန်ပစ္စည်းရှိရင်တော့ညီမတို့ကကုန်ပစ္စည်းမှယူရန်စရင်ဆိုတဲ့နေရာမှာအခုလိုမျိုးလာကြည့်လို့ရမှာပဲဖြစ်ပါရဲ့ရှင်။ နောက်ထပ်တစ်ခုအနေနဲ့ညီမတို့ကဒီကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မှကုန်ပစ္စည်းလေးတွေကိုညီမတို့ကပြင်ဆင်လို့ရပါတယ်။ဘယ်လိုမျိုးပြင်ဆင်မလဲဆိုတော့ဒီကုန်ပစ္စည်းရဲ့နာမည်လေးတွေပြင်ချင်တာမျိုးဆိုရင်ဘေးနာကခဲတံပုံစံအတိတ်လေးကိုနှိပ်ပြီးတော့မှကုန်ပစ္စည်းရဲ့နာမည်လေးတွေကိုပြင်လို့ရပါတယ်။ဘာကုတ်တို့ကုတ်နံပါတ်တို့ကတော့ညီမကမပြင်စေချင်ပါဘူးရှင်။ဘာကြောင့်လဲဆိုတော့ဒါတွေကပထမတော့ကဒီကုတ်နံပါတ်တွေနဲ့ရောင်းချပြီးတော့မှနောက်တစ်ခေါက်ကျမှဘာကုတ်တွေကုတ်နံပါတ်တွေကပြောင်းသွားမယ်ဆိုရင် အဆင်မပြေမှာဆိုလိုပါပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ညီမတို့ကဒီနေရာမှာဆိုရင်အရေးအတွက်ကိုပေးမပြင်ပါဘူး။ဘာကြောင့်လဲဆိုတော့ stock ကွာဟာမှုတွေရှိလာမှာဆိုလိုပါ။ဒီမှာဆိုရင်တစ်ခုချင်းပြင်ကျင်ရင်တော့ဈေးနှုန်းလေးတွေကိုဒီနေရာလေးကနေပြီးတော့ပြင်လို့ရတယ်။ဒါပေမဲ့ဒီနေရာမှာပြင်လိုက်တဲ့ဈေးနှုန်းတွေကမှတ်တမ်းမှတ်ရတော့မကြံပါဘူး။တစ်ခုတလေပြင်ကျင်ရင်တော့ဒီခဲတဲ့ပုံစံလေးနဲ့နှိပ်ပြီးတော့ပြင်လို့ရတယ်။အဲ့လိုမှမဟုတ်ဘူး။ကိုကတစ်ခုတလေတော့ပြင်ပေမဲ့မှတ်တမ်းမှတ်ရကြံကျင်နေဆိုရင်တော့ညီမတို့ကဒီ company ဆိုတဲ့ကဏ္ဍတွေမှာမြမတို့ကဒီမှာရှိတဲ့ဒီမှာရှိရကုန်ပစ္စည်းကိုမှရောင်းစေးသတ်မှတ်ခြင်းဆိုတာမျိုးတွေမှာညီမတို့ကဈေးနှုန်းလေးတွေကိုပြင်လို့ရပါတယ်ရှင်။ဒါကြောင့်မလို့ညီမတို့ကပစ္စည်းအမျိုးအစားအများကြီးကိုပြင်ကျင်တာမျိုး ဆိုလို့ရှိရင်တော့တစ်ခါတည်းနဲ့ တွင်တွင်ကျဲကျဲအလောက်ကဏ္ဍကိုပို့ပြီးတော့ပြီးမြောက်ချင်းရင်တော့ကွန်ပစ္စည်းဆိုတဲ့ကဏ္ဍတွေမှာကွန်ပစ္စည်းရောင်းစေးသတ်မှတ်ခြင်းဆိုတဲ့ဟာမှာတွားပြီးတော့ပြန်ပြင်လို့ရပါတယ်ရှင်။အရေးအတွက်တွေပြင်ချင်ရင်လည်းညီမတို့ကဒီနေရာမှာရှိတဲ့ကွန်ပစ္စည်းလက်ကျန်နှိမ့်နိုင်စရင်ဆိုတော့မှပြင်လို့ရပါတယ်။နောက်တစ်မျိုးအနေနဲ့ညီမတို့ကဒီကုန်ပစ္စည်းလေးတွေကိုမှညီမတို့ကဖြတ်ချင်နေဆိုရင်လည်းဖြတ်လို့ရပါတယ်။ဥပမာအနေနဲ့ဒီလိုမျိုးပစ္စည်းတွေအများကြီးရှိနေတယ်။ဒီလိုမျိုးအများကြီးရှိရတဲ့နေရာမှာညီမတို့က ီပေါမုတ်အမျိုးအစားလေးကိုမရောတော့ဘူးပေါ့နော်ဒါကြောင့်မလို့ဒီပေါမုတ်ကိုညီမတို့ရဲ့စရင်ထဲကဖယ်လိုက်ခြင်းနဲ့ဆိုပြီးတော့ညီမတို့ကဖြတ်လိုက်လို့ရတယ်ဒါဆိုရင်ညီမတို့ကဒီအမိုက်ပုံးလေးကိုနှိပ်ပြီးတော့ဖြတ်မိကိုရွေးလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာညီမကမဖြတ်ဖို့အကြံပေးခြင်းမရရှင်ဘာကြောင့်လဲဆိုတော့ညီမတို့ကဒီကွန်ပျူစီလေးတွေကိုအရင်တုန်းကရောင်းချခဲ့တယ်ဒါဆိုရင်ကွန်ပျူစီရဲ့ transition လေးတွေရောင်းချလိုက်တဲ့တန်ဖိုးလေးတွေဒါမျိုးလေးတွေရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီပျူစီကိုမရောင်းတော့ဘူးဆိုရင်တော့မဖြတ်ဖဲနဲ့ထားခဲ့ဖို့ညီမကတော့အကြံပေးခြင်းပါရရှင် အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်